အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ဒါကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ကနေပြန်လေပြီးကြိုလိုက်ပါတယ်ဒီနေ့မနက်ခင်းမှာဒီနေ့မှာဒါကျွန်တော် Premier League ပွဲစဉ်နေနေတာ Manchester City အသင်းသတင်းပဲရှိတယ်ဒါကြောင့်မနက်ဖြန်ညမှာဒါကျွန်တော်ပြင်ပြီးအကုန်လုံးလာကြမယ်လို့ထင်ပါတယ်အ Manchester City အသင်းရဲ့ဒါအိမ်ကွင်းဖြစ်တဲ့ဒါ at the head မှာ Brighton အသင်းနဲ့ဒါရင်ဆိုင်မှာဖြစ်တဲ့ Manchester City အသင်းနဲ့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတပွဲဖြစ်လာမယ်လို့ကျွန်တော်ရတာအမြင်မှာမြင်မိရတယ်မှာပါတယ်ဗောနော်အဲ့တော့မြည်တော့ပင်စိုးစီကမန်ချက်စတာစီတီအသင်းအတွက်ကဒီပွဲစဉ်ကတော်တော်လေးကိုအရေးပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒီပွဲစဉ်ကဒါကျွန်ချန်ပီယံလိအတွက်ဒါကျွန်တော်တို့ keep up လုပ်ဖို့တော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းတဲ့ပွဲတပွဲဖြစ်မလို့မြင်တယ်။တစ်ဖက်က Brighton အသင်းကလက်ရှိမှာဒါကျွန်တော်ဥရောပပွဲစဉ်တွေဥရောပဝင်ခွင့်တော်တော်လေးကိုဒါကျွန်တော်ခြေတလန်းရလောက်လာခဲ့ပြီ။ Fabian Hazard နဲ့ဒီရပိုင်းမှာဒါကျွန်တော်တို့ဒေါ့ရှောက်ခြေစွမ်းနေရတိုင်ပတ်နေခဲ့ပေမဲ့ဒါကျွန်တော်တို့နောက်ပိုင်းပွဲစဉ်မှာဒေါ့ရှောက်ပြန်နိုင်လာခဲ့တဲ့အတွက်ကြောင့်ကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင် Brighton အသင်းကလက်ရှိမှာဒါကျွန်တော် Premier League ီနောက်ဆုံးပြိုင်ပွဲဆို5ပွဲမှာ4ပွဲအများဆုံးနိုင်ထားတဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ဒါ Fabian Hasler တို့အုပ်စုပြန်ပြီးတော့ခြေစွမ်းတွေကောင်းလာခဲ့တယ်ပိုကောင်းလာခဲ့တယ်လည်း Brighton အသင်းကသူတို့ဒဏ်ရာရကစားသမားတွေလည်းအသင်းမှာပြန်လည်ပြီးတော့ပါဝင်လာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ဒါပြန်ကောင်းလာခဲ့တယ်လို့လည်းဆိုရမယ့်တဲ့မှာပါပါတယ်ကဲဒါမှအလရှိမှာတော့ Newcastle United Manchester City Chelsea Northampton Forest Brighton ဒီအလုံးပေါင်းကျွန်တော်တို့9သင်း6သင်းကတော့ဒါကျွန်တော်တို့အမှတ်တရအဖြစ်တိတ်တော့မကွာတော့တဲ့နေဒါဖြစ်သွားပြီ Manchester City အသင်းနဲ့ဒီနေ့ပွဲစမှာနိုင်ခဲ့မယ်ဆိုရင်ဒါကျွန်တော်အဆင့်3နေရာက Northampton Forest နဲ့တတ်မှတ်ပဲကွာတော့မယ်နေရာတစ်ခု ွားခဲ့မယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Brighton အသင်းကနိုင်ခဲ့မယ်ဆိုတော့46မှတ်နဲ့အတူဒါကျွန်တော်တို့ total ဒါကျွန်တော်အစ်စ်9နေရာထိတလန်သွားနိုင်မှာဖြစ်တယ်အဲ့တော့ဒီနေ့မှာပို့ပြီးတော့ဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ကဒါကျွန်တော်တို့ Premier League အသင်းတွေနေနေဥရောပမှာတော်တော်လေးကိုအဆင်ပြေနေတဲ့အတွက်ကြောင့်မို့ဒီနှစ်မှာတော့အင်္ဂလန်အသင်း၅အသင်းကဒါကျွန်တော်တို့ဥရောပဝင်ငွေတနေရာရရှိသွားမယ်လို့ကြားသိရတယ်မှာပါတယ်။ဘာကြောင့်လို့ပြောလဲလက်ရှိမှာဒါကျွန်တော် Premier League အသင်းအားလုံးမှာဒါကျွန်တော်ခုနှစ်အသင်းတည်းဥရောပမှာချန်ပြိုင်ခဲ့တယ်။ဒီအခုချိန်ထိတော့ဒါကျွန်တော်၅အသင်းအောင်ကြံသေးတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ဥရောပမှာတော့ ပါပဲဥရောပမှာတော့ကျွန်တော်တို့ပရီးမီးယားလိအသင်းတွေအနေနဲ့ဒါကျွန်တော်တို့ဂုံဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာတော့ပရီးမီးယားလိအသင်းတသင်းကတော့ဒါကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်ကိုတိုးပြီးရရှိမှာဖြစ်တယ်လို့ကြားသိရတယ်မှာပါအဲ့တော့အခက်မသိလာမယ့်ကျွန်တော်တို့ဒါနှစ်မှာပေါ့နော်ကျွန်တော်ပရီးမီးယားလိအသင်းအားလုံးပေါင်း9သင်းနဲ့6သင်းကြာကျွန်တော်တို့ ချန်ပီယံလိမှာတွေ့ရဖို့ရှိတယ်ဗောနော်ဘာဖြစ်လို့လဲလို့ပြောရလဲငါးသင်းပြောက်ကအတီးအတိုင်းမှာ1 to 5ကအသင်ကအကုန်လုံးဒါချန်ပီယံလိဝင်မှုများသွားပြီနံပါတ်6ကအသင်ကလက်ရှိမှာဒါယူရိုပါလိကဆရာကြီးတစ်ပါးဖြစ်တယ်ဒါကျွန်တော်တို့တော်တန်ဟော့စပယ်အသင်းနဲ့ဒါမန်ချက်စတာနဲ့အသင်းနဲ့တသင်းနိုင်ခဲ့မယ်ဆိုရင်တော့ချန်ပီယံလိဝင်ခွင့်ရဖြစ်ဘာလို့ဒီနှစ်သင်းလုံးကလက်ရှိမှာဥရောပဝင်ခွင့်အတွက်တကြောရဖို့တော်တော်လေးကိုယာကိုင်းလုံးနင်းနေတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့သူတို့ဟိုအောက်ကနေပြီးတော့လှမ်းပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်သွားဖို့အတွက်ရှိတယ်လို့ပြောလို့ရတယ်ဒါမှပါပါတယ်ဒါမှလက်ရှိမှာဒါအသင်း1 to 5ကအသင်းနေနေခုလက်ရှိမှာချန်ပီယံလိဝင်ခွင့်ရတဲ့ကြောင့်ဒီပွဲစဉ်ကပို့ပို့ပြီးတော့တိုက်ပွဲပြင်းထန်မယ်လို့မြင် နဲ့ဒီနေ့ပွဲစဉ်ကို နိုင်တဲ့လူအနေနဲ့ဒါကျွန်တော်တို့ဥရောပဝင်ခွင့်အတွက်ဒါကျွန်တော်ခြေတလန်းကျွန်တော်တို့ဒါထားခွင့်ရမယ်လို့မြင်တဲ့တော့မှာပါအဲ့တော့မန်ချက်စတာအသင်းကတိကျတယ်ပဲမတင်မှတ်ပဲနဲ့ Northern Force ကို1-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပြီးနောက်ပိုင်းဒါကျွန်တော်တို့သူတို့ကောင်းနေတဲ့ movement တွေတခုကထပ်ပြီးတော့ပြတ်သွားခဲ့ပြန်တယ်လက်ရှိမှာဒါကျွန်တော် Pep Guardiola လက်ထက်တမိုင်းတစ်ချောင်းမှာဒါကျွန်တော်တို့ကျွန်တော်မြင်မှုမှာ Pep Guardiola အသင်းတစ်ချောင်းမှာလက်ရှိအသင်းကဒါ time pass ဆုံးဆုံးတော့ပြောလို့ရမယ်တော့မှာပါကျွန်တော် Bayern Munich နဲ့ဥစားလည်းကြီးခဲ့တယ်ဒါ Barcelona နဲ့လည်းကြီးခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ် ဒီနေ့ရဲ့ pub guardiola ကတော်တော်လေးကိုဒါကျွန်တော်တို့အစိုးမရတဲ့ pub guardiola လို့ပြောလို့ရတယ်မှာပါလုံးဝလုံးဝလုံးဝကိုမှန်လို့မရဘူးဒီဘက်ဘာဖြစ်ချင်နေမှမသိဘူးဒီအသင်းဘာဖြစ်ချင်နေမှမသိဘူးဘာလို့ခုနကပြောတဲ့ခန်းစက်ကလည်းပေးတဲ့ဝုံးစုပေးပလိုက်တာပဲသူတိုက်စက်ကလည်းခုနကပြောတဲ့ရှုံးတင်ဝုံးစုပြီးရှုံးလိုက်တာပဲအဲ့လိုပုံစံမျိုးတွေဖြစ်နေတာပေါ့တော့ဘာပြောမှန်းမသိဒါပေမဲ့လက်ရှိမှာ Brighton အသင်းကတော့ပြိုင်ပွဲဆို၅ပွဲမှာ၅ပွဲနိုင်ထားတယ်ပရီးမီးယားနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲနိုင်ထားတယ်ဆိုတော့ဒါ ် Brighton သင်းရဲ့ဒါ record ကြီးကအရင်ကောင်းနေတယ်တော့မှာပေါ့လက်ရှိမှာဒါပြင်ကျွန်တော်တို့ဒါ City သင်းနေတာနောက်ဆုံးပြိုင်ပွဲဆုံး9မှာ Spurs နဲ့ Plymouth Argyle ကိုနိုင်ထားတဲ့ပွဲစဉ်ကလည်းလူအိမ်ဝင်ဝင်ဝင်နေရမယူပြတာကျွန်တော်ရှုံးဝင်လဲရှုံးနေနိုင်လဲနိုင်တယ်ဒါပေမဲ့ပြန်စစကြည့်မယ်ဆိုလက်ရှိမှာဒါကျွန်တော် Manchester City ရှုံးထားတဲ့နောက်နောက်ပိုင်းပွဲစဉ်ရဲ့အသင်းတွေကလည်းဒါအသင်းကြီးတွေဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ် Real ကို3-1နဲ့ရှုံးနေဒါ Liverpool ကို2-0နဲ့ရှုံးနေ Northern Forest ကလက်ရှိမှာဒါခြေစွမ်းအရင်ကောင်းနေလို့2-0 1-0နဲ့ရှုံးသွားပါတော့လက်ရှိမှာ Brighton လည်းအရင်ကောင်းအဲ့တော့ ဒီပွဲတွေမှာခုနောက်ပိုင်းမှာဒါကျွန်တော်တို့ CD ရဲ့ cancel လေးကတော့မဆိုးဘူးလို့ပြောလို့ရတယ်။ဒါကျွန်တော် Cosnov တော်တော်လေးကိုအသားကျပြီးနောက်ပိုင်း CD ရဲ့ cancel ပိုင်းကဒါတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ ပြဿနာကဗျာလက်ရှိမှာဒါကျွန်တော်ဂွာဒီယိုလာနေနဲ့ဒီနောက်ပိုင်းပွဲစဉ်မှာပေါ့နော်ကျွန်တော်အမြင်ရပါမယ်ကွင်းလယ်ပိုင်းမှာရီကိုလူးဝစ်ကိုတုံးရင်တုံးဒါကျွန်တော်နောက်တက်မှာရီကိုလူးဝစ်ဆိုတော့မတုံးစေချင်ဘူးရီကိုလူးဝစ်စီအတားကျွန်တော်တိုက်စစ်ကိုဒါအရန်စိတ်သားထက်တဲ့ကစားသမားတယောက်ဖြစ်တဲ့သူ့ကိုပြီးထားရုပ်ဖြစ်တဲ့ RB ပဲဖြစ်ဖြစ်ကျွန်တော်ဒါ RCB ပဲဖြစ်ဒီလိုပုံစံမျိုးနေရမှာရီကိုလူးဝစ်ဘလူးမှမထမ်းဆောင်နိုင်ဘူးအဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာဒီဟို inverted fullback ရဲ့ gimmick ကြီးကိုဒါဒီနှစ်မှာတော့ဖြုတ်သိမ့်ပြီလို့ဒါပေမဲ့ပြဿနာလည်းအဲ့ဒီ gimmick ကိုပြုတ်မယ်ဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ ပတ်ဝါလာလူစင်းမှာတော့ရမယ့်လူကလည်းမရှိဘူး။ဒါပေမဲ့ကျွန်တော်ဒါနောက်တန်းကစားသမားဒိုင်ယန်လူစင်းကလည်းတဖြည်းဖြည်းနဲ့ပူပူးများလာခဲ့တယ်။ John Stone, Manuel Akinji, Nathan Aki, Rudy ဒါကျွန်တော်ခန့်စစ်ပိုင်းအာသာနဲ့ကစားသမားတွေကိုချိန်လေးပြတ်မလာနိုင်သေးဘူး။တစ်ဖက်က Brighton သင်းကလည်းကိုချိန်လေးဒါကျွန်တော်လူစင်းရပြန်ကြည့်မယ်ဆိုရင်လည်းခန့်စစ်မှုတွေကဒုက္ခဒုက္ခတာတွေဖြစ်နေစေပဲပြောလို့ရတယ်ဒီမှာပါတယ်။ Kiaroglu, Igor Veldman, Dank ဒီကစားသမားတွေအကုန်လုံးလက်ရှိမှာလွဲကြောင်းအဲ့တော့ Brighton သင်းတဲ့ကိုတော့လူစင်းတန်ရာရလူစင်းများနေတာမှသူ့အနေနဲ့ရှိရလူစင်းနဲ့လုတ်ပြနိုင်တာကအင်မတန်မှကြီးကျူးပေါ့ဒါပေမဲ့အခုနောက်ပိုင်း Brighton အသင်းရဲ့အသက်ကတိုက်ဆက်မှုလို့ပြောလို့ရမယ်ဒီမှာပါတယ် Minta Mitoma, João Pedro, Rata အုပ်စုကတော်တော်လေးကိုမဆိုးလို့ပြောလို့ရတယ်ဒါကိုမှခုနကပဲရန်ဖန်ရန်က Danny Webber နဲ့ပေါင်းလိုက်တဲ့အချိန်မှာမဆိုးလို့ပြောလို့ရတယ်အထူးသဖြင့်ဒါ Minta နဲ့ Mitoma ရဲ့တောင်းမှန်ပေါ့နော်ဒီနေ့ပုံစံမှာကျွန်တော်အဲ့ဒါကိုစိုးရင်တာဘာလို့လက်ရှိကျွန်တော်ဒါ Manchester City ရဲ့နောက်ပိုင်းပုံစံဒီမှာဒါသူတို့ရဲ့ဝင်းဘက်တွေပေါ့နော် Matthew ွယ်နူးနက်စကောကဘာဒီယိုကိုအလွန်ကျွန်းတာကျွန်တော်တို့ overlap လိုက်လို့အလွန်ကျွန်းရှစ်တက်လွန်းနေအတွက်ကြောင့်မို့ဒါပြန်ကြည့်မယ်ဆိုရင်မင်တာတို့မီဒိုမာတို့ဒါပျော်ရွှင်တဲ့နေရာကြီးတစ်ခုဖြစ်သွားမှာကျွန်တော်ကတော့စိတ်ပူရတယ်မှာပါအဲ့တော့ CD သင်းတွေလက်ရှိမှာဒါတော့ဒေနှစ်မှာဒါခုနကပြော FA ဖလားနေဒါကျွန်တော်တို့ top 4ဝင်ဖို့အတွက်အကြီးစားကြိုးစားမှာဖြစ်တယ်ဒါခုနကပြော top 4ဝင်ဖို့အတွက်ဆိုလက်ရှိမှာဒါ CD အသင်းရဲ့အမှတ်အနည်းနဲ့ဒါကျွန်တော်အဆင့်နှစ်အဆင့်သုံးတော့မှာမှန်းလို့ရတဲ့နေရာတစ်ခုဖြစ်တယ်ဒါပေမဲ့ CD သင်းတွေကမဖြစ်နိုင်တဲ့အနေအထားတစ်ခုကိုလုပ်နေရသူမျိုးဒါဆွတ်ဆက်ပြီးကြိုးအမှန်တမ်းပြော CD လိုအသင်းမျိုးပါဗျာဒီလောက်ထိကြိုးစားစရာမျိုး AC နန်း န်းချက်လန့်နေတာအေးအေးဆေးသွားလို့ရတဲ့အနေထားတစ်ခုဖြစ်တယ်။ပြောချင်တာပြရွှေဘောက်ကိုရွှေဘောက်လိုမမြင်ရတာအင်မတန်မှကြာလုံးခဲ့ပြီ။ဒီတစ်နှစ်လုံးပြောရင်လည်းပြောမှာဆိုဒီတစ်နှစ်လုံးမှာဒါကျွန်တော်ရာသီအစလောက်ကတည်းကအခုချိန်ထိရွှေဘောက်ကိုရွှေဘောက်လိုမခံစားခဲ့ရတာကျွန်တော်တော်တော်လေးကိုကြာပြီလို့ပြောလို့ရတဲ့အနေထားတစ်ခုရလာခဲ့ပြီမို့လို့အဲ့တော့မိတို့မင်းစိုးစေကမှုလက်ရှိမှာဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တို့အမ် စီတီအသင်းတို့တော်တော်လေးကိုအေးပါတဲ့ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့မြင်ပြီးတော့ပါတယ်။ Brighton တို့ကလည်းဒီနေ့ပုံစံမှာအေးပါတယ်။ဒါမှလည်းရှိမှပြန်စီမှာဆိုတော့ Brighton အသင်းက on paper မှာဒါကျွန်တော်စီတီအသင်းရဲ့လူစည်းရင်းအားအလောက်ကြီးမကောင်းဘူးပဲ။တကယ်တည်းကျွန်တော် on form မှာဆိုတော့စီတီအသင်းထက်ဒါ Brighton အသင်းကပိုကောင်းနေတယ်လို့တော့မှဆိုလို့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့ ပြောချင်တဲ့ဒီပဲလက်ရှိမှာ CD သိနဲ့တည်တည်ချာချာအလုပ်လုပ်ဖို့လိုတယ်။တည်တည်ချာအလုပ်လုပ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘာဒီဘလူးဖြစ်မလဲဆိုတော့ဒါချက်ချက်တော့စောင့်ကြည့်ရမယ်လို့ပဲပြောရင်းနေပဲကျွန်တော်တို့ CD အသိနဲ့ဒီနေ့ပေါ်စမှာခန်းစစ်ကိုအဓိကလုံအောင်ထည့်ရမယ်။ဒါ Casnov နေနေဒီနောက်ပိုင်းပေါ်စမှာတော်တော်လေးကိုတာဝန်ကျပါတယ်။လူတစ်တယောက်နေနဲ့ဒါလူငယ်တစ်ယောက်နေနဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်ဒီနောက်ပိုင်းပေါ်စစ်နေမှာဒါ Casnov တယောက်အရန်အရန်ကိုတာဝန်ကျပြလုံအောင်ကြည့်လို့ကျွန်တော်လည်းမြင်တယ်။ ဒါပေမဲ့ကာဆနော့ကလွင်ကန်ဆယ်ပိုင်းတစ်ခုလုံးကကျွန်တော်နေအားမရရူဘင်ဒီယက်စ်လည်းခုနောက်ပိုင်းမှာဒိုင်ယာကပြန်လဲတက်တာပြီးနောက်ပိုင်းမှာအရင်လိုမဟုတ်တော့တဲ့ရူဘင်ဒီယက်စ်ကိုတွေ့ကြရတယ်။ကဗာဒီယိုကလက်ရှိပက်ကွာလာရဲ့ကျွန်တော်ကသွားနေတဲ့လမ်းစဉ်ကအလွန်ကျွန်ရှစ်တက်ပြီးဒါကျွန်တော်တိုက်စစ်အားတန်နေတာကျွန်တော်ဖူးဘက်ကြီးလုံးလုံးကိုဖြစ်လာခဲ့တယ်။မက်သူဝနူးနက်စ်ကပြောမလို့တော့ဒီနေရာမှာမက်သူဝနူးနက်စ်ကစားစားရီကိုလူးဝဲဆိုအဲ့ အာဘီဆိုတဲ့နေရာကြီးကတော်တော်ကြီးကိုရုပ်ပေါက်လုံးနဲ့လည်းမြင်တယ်။လာမယ့်နေရာဒီမှာဒီနေရာကိုလည်းဒါစီရီအစ်တဲ့နေအကြီးကျယ်ဖြစ်ရအောင်မလို့ကျွန်တော်လည်းမြင်တယ်။ဒီနေ့ပေါ်မှာဒါခုနကပြောတဲ့မက်သူရနူးနက်စီယာအလွန်ကျွန်းစောင့်ကြည့်ရပေါ့တော့မက်သူရနူးနက်စီယာအလွန်ကျွန်းဂိုးလိုချင်ပြီးရှေ့တက်မယ်ဆိုရင်မီဒိုမာတွေဒါကျွန်တော်ပလေဂရောင်းကြီးဖြစ်သွားနိုင်ရတယ်မှာပါတယ်။အစီရီအစ်တဲ့ဒီနေ့ပေါ်မှာအထုကယူဆိုင်ပြီးဆော့ကိုဆော့တင်တဲ့ပွဲတစ်ပွဲလို့မြင်တယ်။လက်ရှိခြေစွမ်းရဆိုတော့ Brighton ကိုတော်တော်ကြီးကိုဒါခဲရခေစကံမယ်လို့ပြောလို့ရတယ်မှာပါတယ်။ Brighton အသင်းမှာလက်ရှိမှာအားနေကြတော့ရှိရသူတို့အသင်းနဲ့နောက်ဆုံးပြိုင်ပွဲဆုံး၃ပွဲမှာဒါ ပွဲတိုင်းလူလူဂိုးပေးထားခဲ့ရတဲ့ကြောင့်မဒီဂိုးပေးထားခဲ့ရတဲ့ခံစီကြီးကိုဒါကျွန်တော်စီးတီးတဲ့ဂိုးသွင်းမှုတွေတယ်အယ်လင်အာလန်ကျွန်တော်အိုမမမမိုစေဗီယိုဒိုကူဒိုအိုဆိုနဲ့နေနေပေါ်ဆုံးမှာဒိုကူနဲ့စေဗီယိုဆိုတာကျွန်တော်လူတွေကိုကြော်ပြနေတာကလွဲလို့ဒါအဓိကဂိုးတွေသွင်းပြဖို့လူတွေလို့ပဲကျွန်တော်အနေနဲ့အဓိကကျွန်တော်ဒီနေပြောပြရစီပေါ့နော်အဲ့တော့ဟို ဘယ်လိုပဲပြောပြောပါအရေးကြီးတာကတော့အရေးကြီးတာပဲဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တို့စီးဒီအသင်းတော်တော်လေးကိုအရေးကြီးတဲ့ပွဲစဉ်ဥရောပဝင်ခွင့်အတွက်ကတော့အပေါ်ကအသင်းတွေကိုပြန်ပြီးတော့အမှတ်ရတာကျွန်တော်ကတ်အမှတ်ကတ်ရေးအတွက်ဒါကျွန်တော်တော်တော်လေးကိုအရေးပါတဲ့ပွဲတစ်ပွဲလို့ကျွန်တော်ကတော့ပုတ်ကူရေးရရမြင်မိတဲ့ပွဲတစ်ပွဲလို့ပဲပြောပြရစေအဲ့ဒါကြောင့်ဒီနေ့ပွဲစဉ်ကစီးဒီအသင်းတော်တော်လေးကိုအရေးပါပါတယ်ဒါကြောင့်မို့တာစီးဒီအသင်းနဲ့နိုင်တဲ့ပွဲစဉ်လို့ပြောပြရတယ်တစ်ဖက်က Brighton အသင်းကတအားကောင်းလို့စီးဒီအသင်းနိုင်မယ်လို့လည်းပြောလို့လည်းမရပြန်ဘူးဗျဘာလို့ဆိုလက်ရှိခြေစွမ်းရတာကျွန်တော်တို့ဒီလိုမျိုးပြောရတာဖြစ်တယ်ကျွန်တော်တော်လေးကဟို လက်ပေါက်ကတ်တယ်ပေါ့ဗျာမြန်မာလိုပြောရမယ်ဆိုတော်တော်လေးကိုလက်ပေါက်ကတ်တယ်ဒါကျွန်တော်တို့ပြောရမယ်ပွဲတပွဲပဲဒါမျိုးပြောစီးရီးလေးနဲ့ဒီနေ့ပွဲစဉ်ကမက်စဝင်းပွဲစဉ်ဖြစ်တဲ့ Brighton သင်းကိုလုံးဝလုံးဝလုံးဝ short တော့လို့မရပါဘူးတလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုညွှန်လို့ရပါတယ်များများလေးလေးကလစ်ဖို့မမီကြပါနဲ့ဟုတ်အောက်က comment တွေမှာလည်း Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကိုညွှန်ပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့အောင်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှ AC တွေ့ကြတာပေါ့အားလုံးကြိုတူပါတယ်ကျွန်တော်တို့ဘုံဗျာဒေးဖော်ပါဗျာ